အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ခေါင်ကမိုးမလုံလင်းဆိုတဲ့ဝတ်ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ခေါင်ကမိုးမလုံလင်းရွာသားလူငယ်တယောက်သည် ရိုးသားသောအကျင့်သီလကောင်းသောဘာသာတရားကိုင်ဆိုင်သည့်အမျိုးသမီးငယ်လေးတစ်ဦးနှင့်လက်ထပ်လိုက်လေသည်။ လက်ထပ်ပြီးတနှိမ့်ကြသောအခါတွင်ထိုလူငယ်လေးသည်ဆွေနီးမျိုးဆက်တော်သူတို့နှင့်အကြီးအကျယ်စကားများကြသည်ဒေါသဖြစ်ထိုလူကိုတတ်မိလိုက်လေသည်သူတို့ဒလိထုံးစံအရာထိုလူငယ်မှဇနီးတဲ့ကိုခေါ်ပြီးထိုရွာမှထွက်သွားရမည်ဖြစ်သည် သူတို့ဇနီးမောင်နှံလဲရွာမထွက်ကအခြားရွာတရွာလူမျိုးစုတစုထံတွင်ဘဝတိတ်ကိုပြောင်းလဲထူထောင်ကြလေသည် ချော်ရွာတစ်တွင်လူငယ်သည် ရွာလူကြီးအိမ်ကိုမကြာခဏသွားပြီးရင်းနှီးဆင်ရန် စကားပြောဆိုခြင်းအကြံအညာများရယူခြင်းဖြင့်ကျွမ်းဝင်မှုကိုယူလေသည် တနေ့တွင်ရွာလူကြီးသည်လူသစ်ကောင်လေးအိမ်ရှိကအဖျံအလွန်ချစ်စရာကောင်းသည့်လူငယ်လေး၏ဇနီးချောကို တွေ့မြင်သွားလေသည် ထိုကလေးမလေးကိုတွေ့လိုက်သည်နှင့်ရွာလူကြီးစိတ်ထဲတွင်ဆွဲလန်းနှစ်တန်မိသွားလေတော့သည် ရွာလူကြီးစိတ်တွင်မကောင်းမှုကဆုံမှုပြီးရုံးမာသောအကြံစီတစ်ခုကိုပြုလေတော်သည်။ယောက်ျားဖြစ်သူကိုအဝေးတနေရာဆေလွတ်ပြီးလျှင်သူ၏ရုံးမာသောစိတ်ကိုအကောင့်အထည်ဖော်ရန်ဖြစ်သည်။ရွာလူကြီးအိမ်တွင် ရွာသားများစုဝေးနေခိုက်ရွာလူကြီးကဤသို့ကြေညာသည်။နေရာဒေသတစ်ခုမှာစကြမြေကောင်းတွေရှိတယ်လို့သတင်းကြားရတယ်။အဲ့ဒီမြေတွေတကယ်ရှိမရှိသွားကြည့်အကဲဖြတ်ဖို့လူလိုနေတယ်။ ူကစကြံမြင်ရှာဖွေရန်အတွက်လူလေးယောက်ကိုရွေးချယ်လိုက်လေသည်ထိုလေးယောက်ထဲတွင် နောက်မှရှောင်းလာသည် လူငယ်လေးလည်းပါဝင်သည် သူပြောသည့်နေရာဒေသတစ်ခုကို ရောက်ရန်မှရက်အနည်းငယ်ကြာမည်ဖြစ်သည်ရွာသားလေးယောက်လည်းတတ်မှတ်သည့်ရက်တွင် ခရီးစတင်ထွက်ကြလေသည် ထိုညတွင်ပင် ရွာလူကြီးသည် လူငယ်လေး၏ဇနီးချောရှိရာအိမ်သို့တက်တိတ်လေးရောက်သွားလေသည်ရွာလူကြီးသည်ကောင်မလေးရှိနေသည့်အိမ်ဉံကိုလက်နှင့်ပုတ်ကာနှိုးလိုက်ရာ ဘယ်သူလဲငါရွာလူကြီးပါဟဒီအချိန်ကြီးပါလာလောက်တာလေရှင်ဘာများဖြစ်လို့ပါလဲရွာလူကြီးကတမီးရဲ့တမီးကိုမြင်လိုက်ရကလေးကအဘရင်ထဲမှာပဲလို့ဖြစ်သွားမှန်းကိုမသိဘူးကွယ်တမီးကိုအဘပိုင်ဆိုင်ချင်းစိတ်တွေဖြစ်မိတယ်ကွယ်ကောင်းမလေးကကောင်းပါပြီအဘရဲ့အဘမှဒီလိုစိတ်မျိုးဖြစ်နေတယ်ဆိုရင်အဘကိုမေးခွန်းတစ်ခုမေးပါမယ် တကယ်လို့အဘကဖြစ်နိုင်ရင်အဘဆာနာအတိုင်းဖြစ်ရပါစေမယ်။ကောင်းပါလေ မေးစမ်းခွင်အိမ်တအိမ်မှာခေါမိုးဆိုတာရှိပါတယ်။ခေါမိုးဆိုတာအိမ်တအိမ်အတွက်မိုးရေလုံဖို့ အရေးကြီးပါတယ်။အဲ့ဒီခေါမိုးကမိုးမလုံရင်ဘယ်လိုနေမလဲရှင်။ဖြည့်ပေးပါ။မိုးဆိုမယ်ဆိုတာလောက်နဲ့တော့မရပါဘူးရှင်။ရွာလူကြီးလည်းစဉ်းစားသည် သို့သောပညာဉာဏ်မရှိဘဲလူကြီးတက်ဖြစ်နေသူ ဖြစ်သောကြောင့်မဖြစ်နိုင်သဖြင့်ငါလည်းချက်ချင်းတော့မပြောတတ်ဘူးကွယ်ဒါဆိုလည်းပြောနိုင်တဲ့နေမှ ပြန်လာပါအဘရဲ့ရွာလူကြီးလည်းအိမ်ပြန်သွားသည် သူစဉ်းစားသည်မှာအဖြစ်မရသဖြင့်မောင်းထုပြီးလူစုသည် ရွာသူရွာသားတွေအားလုံးမောင်းတန်ကြသဖြင့်တကြီးအိမ်ကို ရောက်လာကြသည် တကြီးကအမျိုးသမီးငယ်လေးမေးလိုက်သည့်မေးခွန်းနဲ့ပတ်သက်ပြီးဆွေးနွေးကြသည်။ရောက်လာသူများထဲတွင် အသက်အကြီးဆုံးအဖိုးအုပ်တဦးကို ရွာလူကြီးက"ကိုင်ဖိုးတရှိခမားကတော့ဒီမေးခွန်းရဲ့အဖြေကိုသိမယ်ထင်ပါ"ဟုပြောလိုက်လေသည်။ဖိုးတရှိက"ဒါဟာရိုးရိုးမေးခွန်းတစ်ခုမဟုတ်ပါဗျာ။ရှဲလူကြီးတွေထားခဲ့တဲ့ဆွေးရိုးစကားဖြစ်နိုင်ပါတယ်။ဒီမေးခွန်းဟာ တဦးတယောက်ကဖောက်လွဲဖောက်ပြန်လှုပ်လာတာကြောင့်အရှက်ရစင်မဲ့မေးတဲ့မေးခွန်းမျိုးလိုချင်ပါလေခေါင်းမုံးမလုံရင်ဆိုတာဘာကိုဆိုလိုတာလဲဗျာအဲ့ဒီအဖြေကိုလိုချင်တာပါခေါင်းဆိုတာအိမ်တိမ်အတွက်အချုပ်ပဲမိုးလုံဖို့ဆိုတာခေါင်းအုပ်ဖို့လိုတယ်လေခေါင်းကိုလုံအောင်မအုပ်နိုင်ရင်အဲ့ဒီအိမ်ထဲမှာလူလဲနေလို့မရကြာလာရင်အိမ်လဲဆွေးပြေးပြရမှာပေါ့ဒါဟာတစ်ခုခုကိုရင်ညွှန်းတာပဲ။ မောင်ရင်ဘာရင်မဟုတ်တာလှောက်ထားလို့လေဒီမေးခွန်းကို အမေးခံရပြီဆိုကလေးကပြဿနာတစ်ခုခုရှိနေပြီဆိုတာသိချတယ်ကျောက်ကတီးချင်လို့မေးတာပါဗျာငါဆက်ဆက်ပြီးဖြေနိုင်တာကဖခင်ကလမ်းလွဲနေခြင်းသားသမီးတွေကိုဘယ်သူထိန်းကြောင်းမလဲဆရာကလမ်းလွဲနေရင်ចောင်းသားတွေကိုဘယ်သူပညာပေးမလဲရွာလူကြီးကလမ်းလွဲနေရင်ဒီရွာကိုဘယ်လိုအုပ်ချုပ်မလဲ ဒီလူအုပ်စုထဲမှာမင်းကိုမေးကုန်မေးတဲ့သူပါကောင်းပါနိုင်တယ်။ငါအဖြေကိုတဘောကြလိမ့်မယ်ထင်ပါတယ်ဟု အဖိုးအိုကပြောလိုက်လေသည်။အဖိုးအိုကရွာသူရွာသားများဖက်လှယ်ကဂိုင်းငါအဖြေကိုတဘောကြပါသလားဘယ်သူများဝေဖန်ချင်သေးသလဲဟုမေးလိုက်လေသည်။အမျိုးသမီးငယ်လေးကရဲဝန်းစွာမတ်တဲရက်လိုက်ပြီ။တခုလောက်ဖြစ်ဆက်ခွင့်ပြုပါရှင်။ လူမိုက်တွေအုပ်ချုပ်ခွင့်ရနေတာဟာပြည်သူတွေရဲ့နှလုံးသားတွေကိုသာဖျက်ဆီးနေတာမဟုတ်ပါဘူး။မျိုးဆက်တစ်ဆက်လုံးရဘဝတွေကိုပါဖျက်ဆီးနေတာလို့ထပ်ဖြစ်ချင်ပါတဲ့အဖိုးရဲ့။ကောင်းပြီစွာ ကောင်းပြီစွာဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတယ်။ခေါင်ကမိုးမလုံလင်းဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးဆရာချစ်တင်ညိုရေးသားထားတဲ့ No to နဲ့ဆွဲမိဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင် No to နဲ့ဆွဲမိရွာရင် No to ဆိုသည့်မော်ဆိုတယောက်ရှိသည် No to သည်တောထဲတွင်အမဲလိုက်ရ၏ရာသမျအမဲမှန်သမျကိုသူ့မိမကားလိုက်ရောင်းသည်လိုက်ရောင်းသည့်ဆိုရာတွင်အကောင်လိုက်မဟုတ် အမဲကိုဖြတ်ပြီး90သားအတွဲလေးတွေကိုနှီးကျောဖြစ်ချီကတတော်ရဲ့အစိတ်ဖြစ်လိုက်ရောက်ခြင်းဖြစ်သည်အသားတွေကနီနီရဲရဲလက်လက်ဆက်ဆက်ဖြစ်သည်노တူအမဲရလာပြီဆိုရင်အချို့မှာသူ့တဲရင်တော်ဝဲကြသည်ជីသားဆက်သားတောဝတ်သားတို့ရွာသားတွေစားရလေရှိသည်노တူဒီတောထဲတွင်ထောင်ချောက်မျိုးစုံကိုဆင်ပြီးဖမ်းလေရှိသည်တောကောင်ကြီးခြေရာကိုလည်းကျွမ်းထောင်ချောက်လည်းအစင်ကောင်းသဖြင့် သူ့မိမဆွဲမိတရာရွှေဆွဲကြိုးများပင်ဆန်နိုင်သည်ဂျီသားရမပြို့နော်တူကဝလုံးတွင်ဂျီသားအတွဲလိုက်တွေကိုချိန်ပြီးရွာရဲတွင်ကိုယ်တိုင်လိုက်အောင်ရောင်းသည် ရွာလူကြီးကဟဲ့နော်တူနေမေမပဲသွားလို့လဲဟုလမ်းတွင် တွေ့တဖြစ်မေးလေသည်ဆွဲမိလားနေမကောင်းလို့ပါကြီးရဲ့ဂျီသားယူပါအောင်အေးကွာတတွဲထားခဲ့ ရွာရင်အသားရောင်းနှင်ဈေးမေးဆံမလို့တပိတ္တ50ကျက်ဆိုသည်မှာရွာလူကြီးကတတ်မှတ်ပေးထားသည့်ဈေးသာဖြစ်သည်ထိုဈေးထက်တင်ရောင်းလျင်မောင်းထုတ်ခံရတတ်သည်ယနေ့ထူးဆန်းသည်မှာဝါလုံးထိပ်တွင်ဂျီကောင်းကိုချိန်ပြေးလိုက်ရောင်းနေခြင်းဖြစ်သည်노두ရဲ့တတွဲလောက်ယူလေဗျာအကျွေးတော်မရောင်းဘူးနော်တောကောင်တွေကရှားလာပြီဗျလက်ငင်းဝယ်မှာပါကွာ အောင်မယ်ဂျီကောင်းကြီးကချိတ်လိုပါလားရောင်းဖို့လားမရောင်းပါဘူးဗျာမင်းနဲ့မရောင်းမနဲ့များ အလေးခံပြီးချိတ်လာရတယ်လို့အသားနဲ့ကောင်းတွဲရောက်တော့ပေါ်ပြည့်ဝဲကြမလားလို့ပါဗျာရွာတစ်ပတ်လှည့်ပြီးတော့ထားလာတော့အတွေ့များကုန်သည်နိုးတူးကဂျီကောင်းကိုဝက်လုံးထိပ်တွင်စွကားကင်လာသည်ဟဲ့ကုန်ပြီလားကုန်ပြီအကြီးပူရေအဲ့တော့ နေလက်ရောက်တာမကြားလိုက်ဘူးမနေ့ပြန်မှာစားတော့အေးကွယ်မနေ့ပြန်ကြတော့တွဲလောက်ထားသွားအောင်နိုးတူးသည်နောက်တနေ့တွင်လည်းជីကောင်းကို ထိတ်တွင် ချိတ်ကជីသားလှည့်ရောက်ပြန်သည်ဟေးနိုးတူးရလာကြည်လားဒီအချိန်ကជីတွေရှားတယ်နော်မင်းကတော့တကယ်ကိုအရှာအဖွေကောင်းတာကျောက်ကသူတို့စကြက်တိထားတာကိုဗျရခုတလောနိုးတူးထံတွင်ជីသားနေတိုင်းလို့လို့ရသည် တရွာလုံးအသားဟင်းမပြတ်စားရသည်ရွာနီးချုပ်ဆက်ရွာတွေကိုလည်းနိုတူးကလှည့်လဲပြီးကြီးသားရောင်သည် သူ့မိမဆွဲမိကတော့အပြင်ကုန်မထွန်းနိုတူးတယောက်သာဝလုံးထဘိုးတွင်ကြီးကောင်းချက်ကကြီးသားကိုလိုက်ရောင်သည်နိုတူးအိမ်ပြန်ရောက်တော့ဆွဲမိကကိုနိုတူးဘာလဲဟာရှင့်ဟာတော်လာပြီထင်တယ်ဘာဖြစ်လို့လဲဟာမိုးမကြမီလဲအိမ်ဆောင်နိုင်အောင် ကျမတော့လက်ပြမလုံဘူးတော့ဒါကြောင့်နင်းကိုလည်းလိုက်မရောက်ခိုင်းပါဘူးငါကိုယ်တိုင်ရောင်းတာလေတော်ကြာရွာကရိမ့်မိပြီးဝိုင်းရိုက်နေမှရှင်မသိပါဘူးဟာဂျီသားဆိုတာဝလုံးကောင်းမှချိတ်ထားတဲ့ကောင်းကတက်တက်ရှိနေတာပဲရွာတွေကလူတွေကဒီတခါဂျီသားကောင်းလာကြည်လားလို့တော့ပြောသူတွေပြောနေကြတာဒီတခါတော့တော်ပါတော့ရှင်ရွာတွေလည်းရှာရခက်လာပြီမပူပါနဲ့ဟာငါ့မှာနီးလန်းတွေရှိပါတယ် နိုးတူးတယောက်ရွာစဉ်ရှောက်ပြေးကြည်သာရောက်သည် သူ့ဝါလုံးထိတ်တွင် ကြည်ကောင်းကိုချိတ်ထားသည် ရွာထဲတွင်ခွေးတွေတဖြည်းဖြည်းပျောက်ကုန်သည်နိုးတူးနှင့်ဆွဲမီတို့တဲအိမ်လေးနေရာတွင်တက်သားအိမ်ဆောက်သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ No to နဲ့ဆွဲမီဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့မိုင်းတိုက်ခံနေရသူများဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မိုင်းတိုက်ခံနေရသူများဆရာကြီးတခုလောက်မေးချင်လို့ပါဘာများလဲကွာခုဆိုရင်ရုတ်တံဇလန်တွဲတွေမှာအိမ်အောင်ရေးဖောက်ပြန်တာတွေလင်းလူရီစာလူတာတွေဆွဆွရွရွကိုရိုက်ပြလာကြတာတွေ့နေရလေဆရာ။ အဲ့ဒါဘာကြောင့်လို့ဆရာထင်တယ်လဲမောင်ကျော်စွာခေါင်းစဉ်ပြောင်းရင်ကောင်းမထင်နဲ့ကွာငါကအဲ့ဒီရုပ်တန်ဇာလန်းတွေရောရုပ်ရှင်တွေကိုရောစိတ်ဝင်စားဘူးကွာငါအိမ်မှာ TV တောင်မရှိတာမင်းမြင်မှာပေါ့ငါမသိတဲ့နယ်ပယ်ကိုမဆွေးနွေးချင်ဘူးကွာဆရာကတော့မကြည့်လို့မသိပေမဲ့ကျွန်တော်အိမ်မှာတော့ညီမတွေအတော်တွေအမေတွေကအဲ့ဒါတွေကိုပဲစောင့်ကြည့်နေကြတာအလုပ်တစ်ခုလို့ဖြစ်လာလို့ပါဆရာ။ ျွန်တော်တော့ကြာလေယွန်ဆရာကောင်းလေလို့မြင်လာလို့ပါအေးမင်းပြောတဲ့ကားတွေမကြည့်ဘူးပဲမင်းပြောတဲ့အကြောင်းအရာမှာလင်လူဓာရီအိမ်အောင်ရေဖောက်ပြန်တာတွေကို အသားပေးနေရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကတော့ကောင်းကွက်မရှိဘူးပေါ့ကွာအဓိကကတော့တည်ငြိမ်တဲ့အိမ်အောင်ရေနဲ့အချစ်ရေတွေအပေါ်ယုံကြည်မှုရော့နေသွားစေနိုင်တာပဲဘယ်သူနဲ့ပဲလက်ထပ်တည်ဖြစ်စေဖောက်ပြန်ကြမှာပဲဆိုတဲ့အယူအဆတွေဖြစ်သွားရင်မကောင်းဘူးပေါ့ ခုကအဲ့ဒီလိုဖြစ်နေကြတာဆရာရံဖြစ်တာပောက်ကွဲတာတွေဖောက်ပြန်တာတွေက မထူးဆန်းတော့တလို့ကိုဖြစ်လာတာအဲ့ဒါဆိုတာပေါ့ကွာလက်တွေ့ဘဝမှာအိမ်အောင်ရေးပြဿနာကြုံလာရင်ညှိနှိုင်းဆွေးနွေးဖို့ထက်ရံလိုတောက်ပြန်တာတွေကိုပုံတူကူးချတာတွေဟာဖြစ်လာနိုင်တာပဲဆရာဆရာတို့ခစ်တွေတုန်းကအဲ့ဒီလိုရုပ်ပြက်စင်ပြက်လင်လို့ဖောက်ပြန်တာတွေရှိခဲ့ဘူးသလားဘယ်ခင်မှမဆိုရှိနိုင်တာပဲကွာ ဒါပေမဲ့အမှုပညာကိုသင်ပြနိုင်ပုံတော့ကွာတာပေါ့ရိုးရိုးရင်ရင်လေးနဲ့ဆရာကြီးဥတုခတော့သင်ပြသွားတဲ့အိမ်တော်ရေးဇာကားတွေအများကြီးရှိခဲ့ဖူးတာပဲငါကြိုက်တဲ့အဖြူအမဲခက်ကဇာကားတွေကတော့တကယ့်ကိုမျက်ရည်ကျလာအောင်တိမ်မွေ့တာကွာခုခေတ်မှာကတခါလာလဲဖောက်ပြန်တခါလာလဲရံဖြစ်နေတတော်ကို ပေါပေါတင်တင်နဲ့ထမင်းစားရည်တောက်လုံးလာကြတာဆရာအိမ်တော်ရေးဒရာမာတွေထွန်ကားလာရတာဟာ ဈေးကွက်စီးပွားရေးရဲ့လိုအပ်ချက်တစ်ခုအနေနဲ့အကောင့်အထည်ဖော်နေကြတာလို့ပြောရင်ရတယ်။ရုပ်တံလိုက်ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့အဓိကရည်ရွယ်ချက်ကဘာလဲ။ကြီးစုသူများပြီးကြော်ညာဝင်ငွေတိုးဖို့မဟုတ်လား။အဲ့လိုစိတ်ပိုင်းဆိုင်ရာဒေါသဖြစ်တာတွေလက်စားချေတာတွေလျှို့ဝှက်ချက်တွေပေါပေါက်လာတာတွေဆိုတာပုံမှန်ဇလန်းတွေထက်ဆွဲဆောင်နိုင်စွမ်းရှိတော့အဲ့ဓာရီကိုပဲဥတီရိုက်တာဖြစ်မှာပေါ့ အမှန်တော့အဲ့ဒီလိုကားတွေဘာဖြစ်လို့ရိုက်နေတယ်လဲဆိုရင်လူတွေကလည်းကြိုက်နေလို့လေသူတို့ကြည်နှုံကို မြင့်တင်ချင်လို့ရိုက်နေကြတာလို့ပြောနိုင်တယ်စီးပွားရှာချင်တာနဲ့ကလေးတွေကိုမှားရွေးနဲ့တဘောတရားတွေရိုက်တွင်းနေကြတာဖြစ်တင်သလားဆရာအေးကွာခက်တာကလမ်းကြောင်းမှန်တဲ့ပညာဘေးကားတွေကလည်းတိုးလို့ပေါက်မှာမဟုတ်ဘူးဘယ်သူကမှလည်းရိုက်ကူထုတ်လို့ကြမှာမဟုတ်ဘူးလူဆိုတာကဆက်စွတ်တတ်တယ်ကွာ ဒါကြောင့်သူတစ်ပါးရဲ့ပြဿနာတွေကိုစိတ်ဝင်စားတတ်ကြတယ်။ဇာလံတွဲတွေထဲမှာမဖြစ်နိုင်လောက်အောင် ချမ်းသာတာတွေမဖြစ်နိုင်လောက်အောင် အနေထားမတူတာတွေကိုအသင်းထိတ်တိုက်တွေ့ခိုင်းတာတွေပါနိုင်တယ်။လက်တွေ့ဘဝမှာမလုံနိုင်တဲ့သူတို့စိတ်ကူးယဉ်ထားတဲ့စိတ်ဝင်စားတဲ့အဖြစ်အပျက်တွေကိုအစားထိုးခွင့်ပေးထားတယ်လေ။ဒီလိုနဲ့လူပဝမှာမကျေနပ်ချက်တွေဒေါသတွေကိုဖော်ထုတ်မရနိုင်တဲ့အခါမှာ ဇလန်းတဲကဇက်ကောင်တွေကိုကြည်ပြီးသူတို့လိုဒေါသတွေထွက်လက်စားတွေလိုက်ချပြီးစိတ်ဖိစီးမှုကို အာသာဖြေကြတာလို့ပြောနိုင်တယ်။အရင်ကစင်စာတွေဘာတွေရှိတယ်နော်ဆရာ။ခုလည်းရှိမှာပါ။အဲ့ဒီအကြောင်းတွေကိုတော့ငါကစိတ်ဝင်စားလို့ကောင်းကောင်းမသိဘူးကွ။စင်စာကတော့ရှိမှာပါ။လူမှုရေးနိုင်ငံရေးဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနက်နက်နဲနဲဖော်ထုတ်တင်ပြဖို့ဆိုတာပညာလဲလိုတယ် အဲ့ဒီလိုကားတွေရိုက်ဖို့ဆိုတာစင်စာနဲ့ညှိနိုင်တာကြောင့်အန်ဒီရဲ့ကင်းနဲ့စစ်စစ်ရေးနဲ့လည်းမညှိနိုင်နဲ့အချစ်အိမ်တော်ရေးဒရာမာကားတွေကိုပဲရိုက်ကူဖို့အားတန်လာကြတာလည်းဖြစ်နိုင်တယ်။ဆက်ကြောင်းတွေကအကြောင်းထပ်နေပါပြီဆရာရဲ့။အိမ်တော်ရေးသရီကန်သုံးပွင့်ဆိုင်ဇလန်းဆိုတာဘယ်တော့မှမရောဘူးကွာ။ဇက်ကွက်ကိုလည်းအလွယ်တကူတိဆောက်နိုင်တာကြောင့် ရိသတ်နဲ့ရင်းနှီးပြီးသားဒီဇလန်တွဲကိုပဲထပ်တလဲလဲရိုက်နေကြတာနေမယ်။ကိုရီးယားထိုင်းစကားတွေကို ပုံတူကူးချနေကြတာတွေလည်းများပါတယ်ဆရာရဲ့။သူများနိုင်ငံတွေမှာကယောက်ျားနဲ့မိန်းမဆက်ဆံပေါင်းသင်းရေးဆိုတာတိတ်ပြီးအလေးနံထားတဲ့ပုံစံတွေမရှိဘူးကွာ။အိမ်တော်ရဲ့ဖောက်ပြန်မှုတွေကိုလောက်ကိုလုံးရမယ့်အရာတစ်ခုအနေနဲ့ပေါ်ထုတ်လွန်အားကြီးလာရင်လူငယ်တွေမှာကိုကျင့်တရားဆိုင်ရာအကောင်းအဆိုးခွဲခြားနိုင်စွမ်းတွေပြောင်းညံသွားနိုင်တယ်။ ဇာလန်းထဲမှာတော့ဒီလိုလုံးလို့ရရင် အပြင်မှာလဲစမ်းသက်ကြည့်တဲ့နဲဆိုတော့စိတ်ဆိုးစိတ်ညံ့တွေဝင်လာနိုင်တာပေါ့မင်းတို့လူငယ်တွေရဲ့စိတ်แท้ကိုဘဝရဲ့အကြီးအမားဆုံးသောရည်မှန်းချက်ဟာပညာရေးဆိုတာတဲ့အိမ်တော်ရေးဖြက်စီဖို့အချစ်ရေးမှာရှုပ်ထွေးဖို့ဆိုတာတွေဖြစ်လာရင်ဥတီကျပျောက်သွားနိုင်တယ်ဒီလိုလုံးလိုက်တာတွေဟာဆရာမကြာခဏပြောသလိုစနစ်တကျဖြက်စီးတာမျိုးရောမဖြစ်နိုင်ဘူးလားဆရာမောင်ကျော်စွာ မင်းမြင်တယ်လို့လူငယ်တွေအားလုံးမြင်နိုင်ကောင်းမယ်။ငါတို့ကိုလူပြော့လူညံ့ငတုံးတွေဖြစ်အောင် လုပ်နေတာပါလားဆိုတဲ့အမြင်မျိုးတွေဖြစ်လာရင်တက်ကောင်းတာပေါ့။ဒါကြောင့်အဲ့ဒီရုပ်တံဇလန်တွဲတွေကိုကြည့်မဲ့အစားစာအုပ်တွေဖတ်နိုင်အောင်ငါကတော့အားပေးတယ်။လက်ရှိမီဒီယာတွေကငါတို့ကိုစိတ်သက်ပြောညံ့သူတွေဖြစ်အောင်လုပ်နေတာပါလားလို့မြင်ရင်သူတို့ပုံစံတွင်းတာမခံစားနိုင်ပေါ့ခွာ။ကိုပုံစံကိုတီဆောင်ကိုလန်းကိုဖောက် ကိုလန်းကိုရှောက်နိုင်အောင်လုပ်ကြဖို့လိုတယ်။ရှင်းအောင်ပြောရရင်မှိုင်းမမိစင်တဲ့ပေါ့။စိတ်ချပါဆရာကျွန်တော်တို့ကနားလဲပါတယ်။ကိုနားလဲထားရင်တယောက်ကစပြီးနောက်ဆယ်ယောက်ရရစီယုံတိမ်တွင်ဖို့လိုတယ်။ယုံထွက်ကွယုံထွက်နိုင်အောင်စဖက်ကြ။သူများအကြောင်းဆက်စုချင်တဲ့ဆိုရင်လဲဝတ္ထုတွေဖက်ကွ။တက္ကသိုလ်ဖုံးနိုင်လောက်မင်းတို့ဖက်ပြီးခန်းစားနိုင်ရင်မဆိုးပါဘူး။ဖတ်အောင်မယ်ဆရာ။ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာကြီးတင်ညွှန်ရေးသားထားတယ်။မိုင်းတိုက်ခံနေရသူများဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စိုင်းဆရာကြီးတင်ညွှန်ရေးသားထားတဲ့အကျွေးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။အကျွေးကုံမူးတူးနှစ်သားများအုတ်သေးကြောင်ရောင်းဝယ်ရေး အဖိုးတယောက်ကဆိုင်းဘုတ်ကိုမော့ကြည့်ကဖတ်သည် နေရောင်ကမျက်စိကိုထိုးသည်ဖြင့်သူကလက်လေးနှင့်ကပြီးကြည့်ရင်ကတဲထဲကိုဝင်လိုက်သည်တဲထဲတွင်စပွဲခုံတစ်လုံး၌လူငယ်တယောက်ထိုင်ကစီရင်တွင်လုံနေသည် အဖိုးအိုကခုံတစ်လုံးကိုဆွဲထိုင်လိုက်သည် လူငယ်ကမော့ကြည့်လိုက်ပြီးအဖိုးဘာများအလိုရှိပါသလဲခမားဟုမေးလိုက်သည်အိုးလိုချင်လို့ပါကွယ် အုတ်ဘယ်လောက်များလိုချင်လို့ပါလဲအဖိုးအုတ်တောင်ဟုတ်ကဲ့လာယူမလားပို့ပေးရမလားခမညာအဖိုးကစကားဆက်မပြောတိုးတိုက်ပုံအင်ဂျီအိတ်ထဲကစာရွက်တရွက်ကိုထုတ်လိုက်ပြီးလူငယ်ဤစပွဲပေါ်တင်ပေးလိုက်ကဒီမာပေါင်ချာလူငယ်ကစာရွက်ကိုယူကြည့်ပြီးဒါပါလေအဖိုးရဲ့ဖတ်ကြည့်လေကွယ်အုတ်တောင်အတွက်ပြေစားလေး အေးလေဒါဆိုအုတ်တောင်ပေးပေါ့ဒါပေမဲ့ဒီပောင်ချာကကြပြီအဖိုးကြာတာမကြာတာထက်မင်းတို့ဆိုင်ကပောင်ချာဟုတ်မဟုတ်ငါ့ကိုအရင်ပြောဟုတ်တော့ဟုတ်ပါတယ်ပောင်ချာကဒီဆိုင်ကပောင်ချာပါဒါပေမဲ့လွန်ခဲ့တဲ့၅နှစ်ကပောင်ချာကြီးအဖိုးရဲ့ဘာဖြစ်ဖြစ်ပါကွယ်မင်းတို့ရေးပေးထားတဲ့မှတ်ချက်မှာပြည့်စည်မอยู่ရသေးဆိုတာပါတယ်မဟုတ်လားပြီးတော့အောက်မှာလက်မှတ်လည်းပါသေးတယ်နော် ပပလက်မှတ်ကတော့ဟုတ်ပါတယ်။ဒါပေမဲ့အဖိုးရဲ့လွန်ခဲ့တဲ့9နှစ်ကအုတ်တလုံးဈေးက150ပဲရှိတာလေ။ခုပေါက်ဈေးကအုတ်တလုံး600တောင်ရှိတာ။လွန်ခဲ့တဲ့9နှစ်ကဈေးနဲ့အုတ်တောင်မှ15သိန်းပဲရှိတာ။အခုခေတ်ဈေးနဲ့ဆိုရင် အုတ်တောင်ကို360လောက်ဖြစ်နေတာလေ။ဈေးတွေအရန်ကွာနေပြီ။ခု9နှစ်လောက်ကြာမှအဖိုးကအုတ်လာထုတ်တော့ဈေးက45သိန်းလောက်ကွာနေပြီ။ကျွန်တော်တို့လုပ်ပေးလို့မဖြစ်ပါဘူး။ ဒါဆိုလဲအဲ့ဒီဘောင်ချကိုဖျက်ပေးလိုက်တဲ့မူတူးပဲမှာလဲသူ့ကိုခေါ်လိုက်သူနဲ့ငါရှင်းမယ်လူငယ်လေးကဖုန်ဆက်သည်ပါပါခုလာမှဖြစ်မယ်မကြမီဆိုင်ရှိကိုကားတစ်စီးဆိုင်လာသည် ကားပေါ်ကအဖိုးအိုနဲ့ရွှေသူလောက်ရှင်းမြင်ခါဝဝလူကြီးတယောက်ဆင်လာသည် သူကဆိုင်ထဲဝင်လိုက်ပြီးတာဘာဖြစ်လို့လဲဒီမှာပါပါ လွန်ခဲ့တဲ့9နှစ်လောက်ကဝယ်ထားတဲ့ပေါင်ချနဲ့ခုမှအုပ်လာထုံနေလို့ဘယ်လိုလုပ်ပြေးပေးရမှာလဲဈေးတွေကအရန်ကွာနေပြီဒီပေါင်ချပပလောက်ထားတာလားကြည့်လူဝါကြီးကပေါင်ချကိုကြည့်ပြီးတဲတနေရရင်ထိုင်နေတော့လူကြီးကိုကြည့်လိုက်ပြီမှာဟာဦးမောင်ကလေးဦးမောင်ကလေးဟုတ်ပါတယ်နော်ဟုတ်ပါကွာကဲမူတူဘယ်လိုလဲငါဝယ်ထားတဲ့အုပ်တွေပြီးတော့ လူဝကြီးကသူ့သားဖက်ကိုလှည့်လိုက်ပြီးသားရေသူ့လိုချင်တဲ့အုပ်တွေပေးလိုက်ပါကွာအရောက်တာပို့ပေးလိုက်ပပဘယ်ဖြစ်မလဲဈေးက45သိန်းလောက်ကွာနေပြီလေလွန်ခဲ့တဲ့9နှစ်ဟာကိုခုမှလာဝဲတာဘယ်လိုလုပ်ပေးလို့ဖြစ်မလဲဖြစ်အောင်လုပ်ပေးလိုက်ပါသားလွန်ခဲ့တဲ့9နှစ်လောက်ကဒီအကိုကြီးကပပကိုငွေ15သိန်းထုတ်ပေးပြီးလုပ်ငန်းတစ်ခုလုံးနိုင်အောင်ထူထောင်ပေးခဲ့တာ ပပားကအလကားမလို့ချင်ဘူးဆိုလို့သူကမင်းစီကအုပ်ဝယ်မယ်ဆိုပြီးဝယ်သွားတာငါတို့မှသူ့ကျေးဇူးတွေအများကြီးရှိတယ်သူ့ကြောင့်ပပားတို့လုပ်ငန်းတွေဆက်လက်လုပ်နိုင်ပြီးအခုလိုဖြစ်ရတာလူဝါကြီးကဦးမောင်ကလေးဖက်လှည့်ပြီးအကိုကြီးตาပြောင်းမဆိုမှရှင့်ခွင့်လွတ်ပါနော်လူငယ်ဆိုတော့မသိနားမလဲလို့ပါအကိုကြီးတိုက်ဆောင်နေလို့လားအုပ်ပဲမလုပ်ပါနဲ့ကျွန်တော်တဲเจ้าကအစာအကုန်လုံးတာဝန်ယူပြစေ မူတူငါဘာမှမလုပ်ဘူးမင်းစီကဂရီတစ္ဆာပဲလိုတာငါမှဘာတိုင်းမှစောက်ဆရာလည်းမရှိဘူးငါပိုင်ဆိုင်ထားတာတွေအားလုံးထားခဲ့ပြီးခုထွက်လာတာမင်းဆိုင်ရှေ့ရောက်တော့ငါမင်းကိုတရိရတာနဲ့ဝင်ပြီးစုံစမ်းတာငါမှဘာမှတွေ့တာဆရာအဆောက်အုံတွေထပ်ဆောက်ဆရာမလုပ်ဘူးမိတ်ဆွေစစ်တွေရဲ့ချစ်ချင်းမြတ်တာနဲ့တစ္ဆာတရားကိုပဲလိုတယ်ငါအဲ့ဒါတွေကိုလိုက်ရှာနေတာခုမင်းစီကိုရောက်မှတွေ့ရတော့တယ် အဲ့ဒီပေါင်ချကိုယူတာထားလိုက်တော့နောက်ဘက်တော့မှလည်းလာမတောင်းတော့ဘူးငါသွားတော့မယ်အကိုကြီးရဲ့ကျွန်တော်လိုက်ပို့ပေးပါမယ်ဘယ်သွားမှလဲခမညာငါသွားချင်တဲ့နေရာကိုသွားမယ်ငါကိုလိုက်ပို့ဆရာမလိုပါဘူးကွာတန်တရာအကျွေထက်အတင်မခန့်ချင်ပါဘူးသွားတော့မယ်မသွားခင်နောက်ဆုံးဖြတ်ဆရာရှိတာကိုဝင်ဖြတ်ပေးခဲ့တာကဲသွားမယ်အဖိုးအိုကမတ်တက်ရလိုက်သည် ထို့နောက်တဲလီထဲကခေါင်းငုတ်ကထွက်သွားသည်မူတူးနှင့်သားကနားမလဲစွာဖြင့်ငေးကြည့်ကကြံခဲ့သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့အကျွေးဆိုတဲ့ဝတ်ချစ်တော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်